ဆူတောင်းနေုံနဲ့ရမယ်ဆိုရင်နဲ့လောကလူတွေဟာတူညီသောအကျိုးကျေးဇူးကိုရနိုင်ကြမှာပဲ။ဘာဖြစ်လို့တော့ဆိုရင်လူတိုင်းလူတိုင်းဟာအကောင်းကြိုက်တာကြီးဖြစ်တော့ကြောင်းအကောင်းကိုရအောင်ဆူတောင်းနေကြမှာပဲ။အဲဒါကြောင့်မို့မြတ်စွာဘုရားမင်းရှိတယ်။ဆူတောင်းပြီးတော့ယူရမျိုးမလုံးတင်ဘူးတဲ့။လက်တွေ့ကျင့်သုံးလိုက်တာချင်းကိုသာလင်းလုံးတင်တယ်။ အသက်ရှိခြင်းအသက်ရှိခြင်းရဲ့အကြောင်းတရားကောင်းကိုသိဖို့အထောက်အကူစိစေဥစ္စာကျွယ်ဝခြင်းစိစေဥစ္စာကျွယ်ဝခြင်းအကြောင်းတရားကိုလောက်ရအောင်ချမ်းမာခြင်းချမ်းမာခြင်းရဲ့အကြောင်းတရားကိုလောက်ရအောင်ဆုတောင်းနေုံနဲ့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဆိုတာထိုထိုတုတ်တန်တွေမှာရှင်းရှင်းကြီးတိတိပပကြီးဟောကြားထားတာရှိပါအေးတော့တော့လေလူတွေဟာအကျင့်ကြီးပါနေသည့်အတွက်ကြောင့် နတ်တေထမဆူတောင်းတဲ့ပုံစံမျိုးနဲ့ဘုရားစီပါလဲဆူတောင်းဆူယူမှုတွေဟာပြုတ်တော့နေကြတော့မှရှိသေးတယ်။အခုမြန်မာနိုင်ငံမှာလို့ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံမှာတောင်းဆူတောင်းဆူယူတွေရှိသေးတယ်။သို့တော်လည်းဗုဒ္ဓမြတ်စွာရဲ့အဆုံးအမတရားတွေကိုတခြားနိုင်ငံမှာနေတဲ့ပုဂ္ဂိုလ်တွေတဲ့ပုံပြီးရရှိနာကြားခွင့်ရကြသည့်အတွက်ကြောင့်မမကန်အသိရှိခွင့်ရကြတယ် တခြားနိုင်ငံမှာဘုရားဝါသာလို့ဆိုပေမဲ့ဥပမာပဲဂျပန်နိုင်ငံတို့လိုနေရာသွားကြည့်ဘုရားရဲ့ရုပ်ပွားတော်ကြီးတွေရှိတယ်ဝရှိကုဆိုတာဒုဒ္ဓမမြင့်တဲ့ဘယကုတော်ကြီးကမကုရထိုင်တော်မူရုပ်ပွားတော်ကြီးတို့အဲ့ဒါလို့ဘုရားရုပ်ပွားတော်ကြီးတွေရှိမှာဆူတောင်းဆူယူပဲလုပ်နေကြတယ် လက်တွေ့ဖရာရဲ့အဆုံးအမဆိုတာတည်လဲမတည်ဘူးတည်ဖို့လဲမကြိုးစားစဉ်းစားကြည့်ဖရာဆုံးမအဓိကမဟုတ်ဘူးဖရာရှိသွားအမွေးတိုင်းနေစီမီတွေထွန်းညိပ်ပြီးတဲ့အခါဆူတောင်းနေကြတာအားလုံးကဆူတောင်းနေကြတခြားတရုတ်နိုင်ငံတို့ကိုရီးယားနိုင်ငံတို့ဘယ်နိုင်ငံသွားကြည့်ချင်းဖရာရုပ်တုရှိပါဆူတောင်းနေကြတယ် ွေးတိုင်းလေးထွန်းပြီးတော့ဆုတောင်းတာဘာတွေဆုတောင်းစီပေါင်းဥစားတုတက်ပါစေကျမ်းမာပါစေအသက်ရှိပါစေဘုရားသခင်ကမဆာပါစေဆိုတာမျိုးတွေပဲဆုတောင်းပြီးတော့နေကြအဲ့ဒါတွေကမှန်ကန်မှုရှိသလားလို့ဆိုထေရဝါဒဘုရားမြတ်စွာဘုရားရဲ့အဆုံးအမထေရဝါဒကျမ်းစာတွေကိုကြည်လိုက်ဒါတွေကမှန်ကန်မှုမရှိဘူးမှားရွက်တဲ့လောရတ္တတစ်ခုသာဖြစ်နေတယ် နတ်ကိုကိုယ်တဲ့အစင်သားတွေကပါလာလို့ဒီတိုင်းလုံနေကြတာဖြစ်တယ်။ဒါကြောင့်မို့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဘုရားဘာသာထွန်းကားစာပေချမ်းအနေလွယ်တကူသိနိုင်တဲ့အခုလိုမန္တလေးမြို့တို့လိုရဟန်းတန်ဃာတွေသရင်သုံးပြီးတော့စတတ်ပေတဆရာတော်ကြီးတွေပေါ်တဲ့မြို့နေထိုင်ကြတဲ့ဒကာဒကမတွေကံကောင်းကြတယ်ဘုရားကူးကွယ်မှုဆိုဒီမှာ ဘုရားရဲ့ဆုံးမကိုရဖို့အဓိကဖြစ်တယ်။ရသော်ဘုရားစီကဆူတောင်းကြရမှာမဟုတ်ဘူး။ဆူတောင်းတယ်ဆိုတာဘုရားသခင်မတော်မူပါလို့ဒီလိုလုပ်ရမှာမဟုတ်ဘူး။မိမိကုသကောင်းမှုလုပ်တာအတွက်ရည်ရွယ်ချက်ကိုထုတ်ဖို့ပြောဆိုတာတော့လုပ်ကောင်းတယ်ဆိုတာ။တကယ်ရတော့အဲ့ဒါဆူတောင်းတာမဟုတ်ဘူး။စိတ်ရဲ့ဥတီချက်ကိုပြောတယ်။ကလေးတွေပြောတယ်မဟုတ်လား။ မင်းကြည့်ရင်မလုပ်ချင်တော့မဖြစ်ချင်တော့မိမိတို့တားငယ်သမီးငယ်လေးတွေမေးလိုက်လို့ရှိရင်အေးဆရာဝန်ဖြစ်ချင်တယ်အင်ဂျင်နီယာဖြစ်ချင်တယ်ဒီလိုပြောကြည့်ရင်မလုပ်ဆရာဝန်လုပ်မယ်အင်ဂျင်နီယာသူတို့ရဲ့ intention လို့ခေါ်တယ်ရည်ရွယ်ချက်လေးတွေပေါ်ပြထို့တူပဲဘုရားဘာသာဝင်နေမှာလဲရည်ရွယ်ချက်ရှိပြီးနောက်ကအလုပ်လုပ်ကြကြည့်ရင်မလုပ်လဲဆိုတာရသော်ဗျာရဲ့အဆုံးအမကိုလိုက်နာမယ်ဆိုရင်ရည်ရွယ်ချက်တဲ့ พระองค์ก็เป็นสิกาจานะผิดเลยถ้ามามันกันเนี่ยก็เป็นสิกาผิดเลย